Hello အားလုံးဝမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ Manchester United ရဲ့ကွင်းလေကစားသမားဖြစ်သူ Casemiro က Manchester United ကနေလုံးဝထွက်ခွာခြင်းနဲ့စံတော့မရှိဘူးပေါ့။ဒီနေရာမှာဆိုင်မူလောကနေပြီးတော့ report လုပ်ထားတာရှိတယ်။ Casemiro ရဲ့ရည်ရွယ်ချက်ကတော့လာမယ့်ရာသီမှာ Manchester United မှာဆက်ပြီးတော့ကစားခွင့်ရဖို့ကျွန်တော်ဖြစ်တယ်ပေါ့နော်။ ဒါလာမယ့်2026ခုနှစ်ကမ္ဘာဖလားမှာဘရာဇီးလက်ရွေးစင်အသင်းတွေရှင်ပိုင်ကစားခွင့်ရဖို့ဆိုလို့ရှိရင်သူ့အတွက်အကောင်ဆုံးအခွင့်အရေးကပရီးမီးယားလိမှာဆက်နေပြီးတော့ပွဲကစားခွင့်ညမှသာလျှင်ဘရာဇီးလက်ရွေးစင်မှာဆက်ပြီးတော့ကစားခွင့်ရမယ်ဆိုတာကိုသူကောင်းကောင်းသဘောပေါက်ထားတယ်ဆိုတော့ကက်စမဲရိုအနေနဲ့မန်ချက်စတာယူနိုက်တက်မှာပဲဆက်ပြီးတော့နေလို့တဲ့စန်တာရှိနေတယ်အသင်းပြောင်းမှုအတွက်စိတ်ထူးတဲ့မှာမရှိဘူးပေါ့ဗျာဆိုတော့ ဒါကမန်ချက်စတာယူနိုက်တက်ရဲ့နွေရာသီအပြောင်းအရွှေ့ပလန်တွေကိုဘလောက်ထိတက်ရောက်မှုတွေကျွန်တော်ရှိလာစီမလဲပေါ့။ဘာလို့လဲဆိုတော့ညူရိုတိတဲ့အတိုင်းပဲအသင်းကဒီနွေရာသီအပြောင်းအရွှေ့မှာအသင်းရဲ့ပေါ့နော်ရေရှည်ပလန်ထဲမှာမပါတော့တဲ့သူတွေဒါမှမဟုတ်လက်ရှိလက်ရှိ ကာလမှာအရင်ကောင်းတဲ့ performance တွေပြပြီးတော့အသင်းပေါ်မှာအကျိုးပြုနိုင်ခြင်းမရှိတော့တဲ့သူတွေဆိုလို့ရှိရင်လက်လွတ်ပြီးတော့ပိုကောင်းတဲ့ကစားသမားတွေနဲ့ကျွန်တော်တို့ကအစားထိုးရတော့မှာ ယတနာကအခုချိန်ထိအသင်းနဲ့ပတ်သက်လို့ရှိရင်ရောင်းချဖို့ကြိုးပမ်းနေတဲ့ကစားသမားတွေမှာတကယ်ထိတိရရောက်ရှိနေတဲ့သူတွေမရှိသေးဘူးဒီတဲကမှတပတ်ကို3သိန်းခွဲထိလဲကျွန်တော်ပေးနေရတယ်ဒါအရင်လို performance တွေလည်းမပြနိုင်တော့ဘူးဆိုတော့ Casemiro ကလည်းတကယ်လို့ဝယ်မဲ့အသင်းနာရှိတယ်ဆိုရင်လက်လှုပ်ဖို့အတွက်စရင်ထဲမှာကျွန်တော်ပါတယ်ယတနာကလက်ရှိ Casemiro ကမထွက်ချင်ဘူးကစားသမားဘက်ကတွေးရင်တော့ဒါကဘာဖလားကစားခြင်းနဲ့เนาะဒါအသင်းမှာဆက်ပြီးတော့နေခြင်းနဲ့ထားအောင်ဒါပေမဲ့အသင်းဘက်ကကျွန်တော်တွေးရင် ကက်စမဲရိုကိုလက်လွတ်နိုင်ပြီဆိုတာနဲ့ပြောင်းရွှေ့ရေးကထားပါတော့ဗျာ10တန်း15တန်းတန်း20ဝန်းကျင်လောက်ကျွန်တော်ရမယ်။နောက်ပြီးတာနဲ့ပြီးတာနဲ့ကျွန်တော်တို့အနေနဲ့ဘယ်လိုပြောမလဲအဲ့ဒါပြီးရင်အဲပြောင်းဟိုလစာကိုလည်းဒီဘက်ကို3သိန်းခွဲလောက်ကိုကျွန်တော် short ချနိုင်ပြီးတော့တော်တော်လေးကိုပေါ့နော်ဟိုဘန်နာကြီးပိုင်းမှာအစင်ပြည်တဲ့လောက်ကျွန်တော်ဖြစ်သွားမယ်။ဒါအပြင်ကွင်းလယ်မှာလည်းကက်စမဲရိုမရှိတော့ဘူးဟေ့ဆိုတော့ပို့ပြီးတော့ကောင်းတဲ့ကစားမတရားနဲ့မဖြစ်မနေကျွန်တော်အစားထိုးနိုင်မှာ။ အခုကအဲ့ဒါလို့ကျွန်တော်မဟုတ်တော့ဘူးကက်စမဲရိုဆက်နေမယ်ဆိုလို့ရှိရင်အတင်းမှာ နောက်ထပ်ကွန်းလင်ကစားမတစ်ယောက်ကျွန်တော်ဝယ်ဘူးကတတော်ကိုခဲရင်းသွားလိမ့်မယ်ဘရူနိုဖာနန်ဒက်စ်ကျွန်တော်ရှိမယ်ကိုဘီမိန်းနူးကျွန်တော်ရှိမယ်ဦးဂါဒီကျွန်တော်ရှိမယ်ကက်စမဲရိုကျွန်တော်ရှိမယ်အဲ့ဒီ၄ယောက်ရှိတယ်ဆိုကျွန်တော်မထင်ဘူးကွန်းလင်ထက်ခေါ်ဘူးကအဲ့ဒီ၄ယောက်ထဲကတော့ကျွန်တော်ထွက်တဲ့သူရှိမှကိုကျွန်တော်ရမှာအကယ်လို့ဒီ၄ယောက်လည်းရှိတယ်နောက်တစ်ယောက်လည်းထက်ခေါ်မယ်ဆိုရင်တောင်မှတမန်ငါရှင်ငါကစားသမားလောက်ကလွေးရင် ျွန်တော်ထက်ခေါ်မှာမဟုတ်ဘူးဒါကျွန်တော်တို့အများအားပြောသလိုပဲအဓိကအကြောင်းရင်းကလာမယ့်နေရာဒီဆောက်လာမယ့်ရာဒီမှာတပတ်ကိုတပွဲလောက်ပဲကစားတော့မယ့်အချိန်မှာဝင်လေနှစ်နေရာအတွက်၄ယောက်ကြီးရှိနေပြီးတော့နောက်ထပ်တစ်ယောက်လည်းရောက်လာတယ်ဆိုရင်အသင်းမှာကတယောက်ကတော့တေချာပေါ့အနည်းဆုံးတယောက်နဲ့နှစ်ယောက်လောက်ကတော့တေချာပေါ့ဆိုလို့အရန်ကုန်မှာအများကြီးရှိနေရမှာဆိုတော့ကက်ဆမဲတို့ကရန်ကုန်မှာအများကြီးရှိနေရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပြီးတော့ထားတာဗာဒိတ်ပဲရှိမလဲတန်း60ကျော်ပြေးဝယ်ခဲ့ရတဲ့ဥကာတီကရော အရန်ကိုမှအမြဲတမ်းရှိနေရင်ကျွန်တော်ဘာတွေပဲရှိတော့မလဲနော်ဘရူနိုဖရန်နက်စ်ကတေချာပေါ့အရန်မှရှိနေမှာမဟုတ်ဘူးပြီးရင်ကျွန်တော်တို့အကယ်ဒမီအတွက်ကိုဗီမိန်းနူးလေးနဲ့အန်တော့တွေးကြည့်ရင်အတင်းကပေါ့နော်ကက်စမေရိုထွက်မှာပဲနောက်ထပ်ကွန်းလင်ကစားမတွေခေါ်ဖို့အတွက်ကောင်းကောင်းလွတ်လွတ်လပ်လပ်ကျူးပန်းနိုင်မယ်လို့ကျွန်တော်ယူဆတယ်မဟုတ်လို့ရှိရင်တော့ကျွန်တော်ဘလို့မှန်ကိုမလွဲဘူးဒါကြောင့်ကျွန်တော်အနေနဲ့ကတော့ပေါ့နော်ကက်စမေရိုကတော့အတင်းကနေမထွက်ချင်ဘူးဆိုတာနားလည်ပြီးမဲ့ယူနိုက်တက်အနေနဲ့ဟိုတကယ်လို့ကောင်းတဲ့ကံလက်မှုတွေကျွန်တော်တို့ပေါ့နော်ရှိတယ်ဆိုလို့ရှိရင် လုံးဝကိုကျွန်တော်လက်လုပ်ဖို့အတွက်ကြိုးပမ်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့အဲ့လိုလုံးမကိုကျွန်တော်ရမှာမဟုတ်လို့ရှိရင်အတင်းတွက်ကကျွန်တော်မလွယ်ဘူး။နော်အတင်းတွက်ကကျွန်တော်မလွယ်ဘူးဆိုတော့ဒါကြောင့်ဟို United အနေနဲ့ကစားမားတွေကိုရောင်းချဖို့ကိုပဲအာယုံပူပြီးတော့စိုက်တင်တယ်ဒီထဲမှာကက်စမဲတို့ကိုကောင်းကောင်းကန်းလန်းတဲ့အသင်းတွေရှိတယ်ဆိုလို့ရှင်လက်ခံသွားဖို့အတွက်တင့်တယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့တိုက်စစ်တွေဘလောက်ပြောင်းပြောင်းကွင်းလေအပြောင်းလဲမလုပ်ဘူးဆိုရင်အသင်းရဲ့ခံစစ်တွေပြဿနာအများကြီးတက်နေုံပဲ ဘူးသမားတွေမပြောင်းလဲဘူးအများကြီးပြဿနာတက်နေဦးမယ်တိုက်စစ်က၃ခုသွင်းရင်ကွင်းလေဟာအောက်ကလေးလောက်ခံရပြီးတော့ကျွန်တော်တော်တော်လေးတိုင်ပတ်နေဦးမှာပါဆိုတော့ညီကလေးအနေနဲ့ဘလူးမင်းညလည်းကက်စမီရိုကအတင်းမှာပဲဆက်ပြီးတော့ရှီဖို့စံနာရှိနေတယ်ဗောနော်